အမေအဖေနဲ့ပတ်သက်ပြီးတော့နောင်တမရကြပါစေနဲ့ဟုတ်လားဒါအရေးကြီးတာကိုအရင်ပြောလိုက်တယ်နော်အမေအဖေရှိကြသေးတယ်အမေအဖေနဲ့ပတ်သက်ပြီးတော့နောင်တမရကြပါစေနဲ့နော်ပြုမိမှပြောမိမှတွေကြောင့်ပူလောင်ရတယ်ဗျကိုကဒါဟာကြည်သူအကြည်ဆုံးမြစ်တာအကြည်ဆုံးလို့နားလေတယ်သိတယ်ဟောဒေါသအလျောက်မခံကျင်သိအလျောက်ကိုယ့်ရဲ့မကျေနပ်မှုအလျောက်ပြောတော့ပြောလိုက်တာပဲပြောလည်းပြီးရောဆင်းရဲတော့တာပဲဟုတ်လား ဒါကကိုကအသိဉာဏ်လေးရှိလို့တချို့အသိဉာဏ်မရှိတဲ့အင်မတန်မိုင်မဲတဲ့ပုံကိုယ်တွေကြတော့ကိုရီးလက်ရောက်တော့မိဘရဲ့အပေါ်မှာနောင်တရတဲ့အကြောင်းတွေကိုလှုပ်တဲ့တယ်အဲ့ဒါလူငယ်တွေအတွက်နည်းနည်းလေးရည်ရွယ်ပြောပြမယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအင်မတန်ဆူဆုံးမအရာခက်တဲ့ယဟန်တပါးရှိတယ်ဒုဗ္ဗဇ္ဇလို့ခေါ်တာပေါ့လေပြောရခက်တဲ့ယဟန်ပေါ့အဲ့ဒါမြတ်စွာဘုရားကခေါ်ပြီးတော့ဆုံးမစိတ်သားအပြောရမခက်နဲ့အပြောရခက်ရင်မင်းရေရှည်ဆင်းရဲလိမ့်မယ် မင်းအရင်တုန်းကလည်းအပြောရခက်လို့မင်းရေရှည်ဆင်းရဲခဲ့ရဘူးပြီဆိုပြီးတော့ဦးဇင်းတို့စတုဒွာရဇက်ဇလန်းလေးတူတာရှိတယ်မိတ္တဝိန္ဒကဇက်လို့လည်းဇလန်းတစ်ပုဒ်ရှိတယ်မိတ္တဝိန္ဒကတဲ့တခုသောဘဝတုန်းကအဲ့ဒီယဟန်ကမိတ္တဝိန္ဒကဆိုပြီးတော့တထေသားတယောက်ဖြစ်တာဗျနော်အဲ့ဒီမှာတထေကြီးကသေသွားတော့မိခင်မုတ်ဆိုးမကြီးနဲ့နေတာအဲ့ဒါဘာစကားမှနားမထောင်ဘူးဒီမိခင်ကြီးပြောတဲ့စကားကို မိခင်ကြီးကသောတာပန်ကြီးကတ္တပမြတ်စွာဘုရားလက်ထက်မိခင်ကြီးကသောတာပန်ကြီးသောတာပန်ဆိုတော့အမှန်လေအများကြီးမြင်ပြီလေလုံးဝမမားတော့ဘူးလို့တောင်ပြောလို့ရပါတယ်ဟုတ်လားယဟန္တာဆိုရင်တော့လုံးဝမမားဘူးပေါ့သို့တော့သောတာပန်လည်းပဲအပေကြလောက်အောင်တော့အမားတော့ဘူးပေါ့ဟုတ်လားအေးသားကိုလမ်းညွှန်နေအမြဲတမ်းဆိုဆုံးမတယ်ဒါပေမဲ့ဘယ်တော့မှနားမထောင်ဘူးနော်နားမထောင်တော့ဒီနေ့တော့မိခင်ကြီးကသောတာပန်ဆိုတော့တန်ရောရှင်ကမကုန်သေးဘူး ကိုကဝမ်းနဲ့လွယ်ပြီးတော့မွေးခဲ့ရတဲ့သားဆိုတော့မိုက်တော်လည်းပဲချစ်နေရတာပေါ့လေဟုတ်လားအဲ့ဒါနဲ့ငါသားမင်းအကြောင်းတော်ကိုသွားပြီးတော့ဥပုံဆောင်မယ်တရားနာမယ်ဆိုရင်မိကငွေတစ်ထောင်ပေးမယ်ငွေနဲ့ဖျားရောင်းတာအဲ့ဒါသွားတော့သွားပါရဲ့ဥပုပ်ကလေးယူပြီးတော့တီလာတော့ရတယ်ဘာတရားမှမနာဘူးချောင်းတနေရရမှအိပ်ပြီးတော့မနဲ့လင်းတော့ပြန်လာတယ်အင်းလေးရောက်ရောအမေကိုအတင်းအဓမ္မငွေတစ်ထောင်တောင်းတယ်အဲ့ဒါမေကြီးကပေးတယ် ဲ့ဒီငွေတထောင်ကိုအမိပြုတ်ပြီးတော့သူကုံသွားကူတာဗျသင်္ဘောစိတ်မှာအဲ့ဒါကံအားလျော်စွာငွေတသိန်းနဲ့2000တုမဲ့စုမိတယ်တဲ့အဲ့တော့သူကဘာလုပ်တုံဆိုတော့လောဘတွေတက်လာပြီးတော့ဒီမိခင်ကြီးငါ့ကိုတိတ်ဆရာလုပ်တာပဲသူနဲ့တော့အတူမနေဘူးဆိုပြီးတော့ဟိုပင်လေကို ဖြတ်တဲ့ရွက်လေတစ်စင်းသူဝယ်တယ်ဟုတ်လားဝယ်ပြီးတော့သူပင်လေကိုဖြတ်မယ်ဆိုပြီးတော့ဖြတ်တာမေကြီးကိုသူတိုင်မင်းတယ်တိုင်မင်းတာမို့ပါဘူးသူကဆုံးဖြတ်ပြီးမှပြောလာပါ အဲ့ဒါမေကြီးကငါသားအမေတခုသားတခုဒီမှာပစ္စည်းတွေအများကြီးရှိတယ်ဒါမင်းဟာတွေကြီးပဲဘာကိစ္စတော့မှတော့ဘလို့မှတားလို့မရဘူးတားလို့မရတော့မေကစူးရင်စိတ်နဲ့သားကိုလက်ဆွဲတာမသွားပါနဲ့ငါသားရဲ့သူ့လက်ကိုဆွဲရကောင်းမလားဆိုပြီးတော့ယုံပြီးတော့တခါတည်းမေကို ရိုက်ထားခဲ့တာဗျာအဲ့ဒါမေကြီးကလဲပြီးတော့နေရစ်တာတောတပံမိခင်ကြီးမိခင်မှာရိုးရိုးမိခင်မဟုတ်ဘူးတောတပံမိခင်ကြီးအဲ့တော့အပြစ်ကတော်တော်ကြီးကြီးသွားတာပေါ့နော် ဒီကုတုံးကလည်းသူ့စိတ်ထဲမှာဒီမိခင်ကြီးပေါ်မှာမကျေနပ်တဲ့စိတ်တွေကလည်းမနှောကန်အနေနဲ့လွန်ကျူးတာတွေလည်းအများကြီးရှိမှာပေါ့အေးအဲ့ဒီအပြစ်တွေကိုပိုက်ပြီးတော့သူသွားတာအဲ့ဒီသင်္ဘောနဲ့သူသွားတာသွားတော့သင်္ဘောပြက်သင်္ဘောပြက်တော့သူ့ဟိုလူယုံမှာဆင်းရင်သူ့ကိုကြာမဲချတော့အဲ့ဒါသုံးကြိမ်တိတိကြာတော့သူ့ကိုဖောင်ကလေးတစ်ခုပေါ်မှာတင်ပြီးတော့မျောလိုက်တာဦးဇင်းတို့အကျဉ်းမြင့်ပဲပြောပဲနော်အေးအရှိကြီးပြော ပြောလို့အချိန်မရတော့ဟုတ်လားအဲ့ဒီတော့သူဘယ်ရောက်သွားတော့ဆိုတော့ဖောင်ကလေးနဲ့မျောသွားတော့ဟိုပြိတ္တာမတွေနေတဲ့နေရာတစ်ခုကိုတွေ့တာပင်လေသမှုတရားဆိုတာအင်မတန်ကျယ်ဝန်းတယ်ဆန်းကျယ်တယ်အဲ့ဒါသူကပြိတ္တာတွေလို့မသိဘူးအဲ့ဒါဖန်ဘိမှန်နဲ့ပြိတ္တာမ9ရောက်တွေ့တယ်နေဆံညခံပေါ့လေအော်9ရက်ခံ9ရက်ဆံနဲ့အဲ့ဒါနဲ့သူ9ရက်ဆံသားပြီးတော့9ရက်ခံလဲကြတော့သူမနေနိုင်ဘူးဆက်ပြီးတော့ခီးထွက်တယ်နောက်ထပ်14ရောက်နဲ့တွေ့တယ်ဟုတ်လား အနောက်ဆုံး32ယောက်နဲ့တွေ့တယ်အဲ့ဒါလည်းသူအကုန်လုံးကိုွှန့်ပြီးတော့သွားတာပဲသွားတော့နောက်တော့ဘာရောက်သွားတော့ဆိုတော့တကားပေါက်၄ပေါက်နဲ့ဥဒတိုင်းကြီးခတ်ထားတဲ့သူကတော့မြို့လို့ထင်တာအမှန်ကတော့ငရဲကိုရောက်တာနော်အဲ့ဒါသူကမြို့ထင်ပြီးတော့ငါဒီမြို့ထဲဝင်ပြီးတော့ဘူကြမယ်ဆိုပြီးတော့ဝင်သွားတာဟိုလည်းရောက်ရောသူတော်တော်ပျော်သွားတယ်ဟာလူတွေကတဲ့အများကြီးပဲတဲ့အဲ့ဒီလူတွေကခေါင်းမှာဟိုကြာပန်းကလေးတွေပန်းပြီးတော့ဟုတ်လား မျက်နာပေါ်မှာလည်းပဲဆန်တကူးကြီးလေးတွေလိမ့်ပြီးတော့ဟုတ်လားတကူးလုံးလည်းပဲရင်လွန်းတစားတွေနဲ့လှလှပပပါဇက်ကလည်းတီးတချင်းတွေတီးဆိုးပြီးတော့ပြောရွှင်နေကြတာပဲတဲ့ဟာတော်တော်ဟုတ်တာပဲဆိုတော့သူကအပျော်ဓာတ်တွေကူးပြီးတော့အဲ့ဒီလူတွေရဲ့ခေါင်းမှာပန်းထားတဲ့ဗရုံမာကြာပန်းကိုတောင်းတာအမှန်စင်စစ်အဲ့ဒါတွေကဗရုံမာကြာပန်းမဟုတ်ဘူးတင်တုံးသားဆက်တည်းအဲ့ဒါငရေပြီဒါပေမဲ့သူ့ရဲ့ဆူဆုံးမခဲ့ချင်းကိုအကြောင်းပြုပြီးတော့ မိုက်နောင်ဒရဖို့အကြောင်းကလေးဖမ်းလာပုံကလေးကစိတ်ဝင်စားတယ်ရနော်မအေကိုစော်ကားခဲ့တယ်ဟုတ်လားမကောင်းတာလုပ်ခဲ့တယ်အဲ့ဒီကံတွေကသူ့ကိုလှည့်စားတာဒါမဲ့သူကလှည့်စားတယ်လို့ဖယ်သိမှလည်းနော်အဲ့ဒီတင်တုံးဆက်ကိုဘရုံမှာကြာပန်းထင်တယ်ဟုတ်လားခေါင်းကနေပြီးတော့ပြက်လို့စင်စင်ရဲရဲသွေးတွေစီးကြနေတာကိုဟောနတ်တကူးကြီးတွေလိမ့်ထားတာလို့သူကထင်တာအဲ့ဒီလူတွေကိုလှုပ်မရအောင်ရင်ဘက်ကိုကန့်နှက်ပြက် ခါကျိုးနဲ့ခိုင်ခိုင်မင်းမဲတုတ်ထားတာကိုသူကယဉ်လွှမ်းတစားတွေလို့ထင်တာအဲ့ဒီလူတွေကအော်ဟစ်ပြီးတော့ငိုယိုးနေတာငိုယိုးနေကြတာကိုတချင်းတွေရှူပြီးတော့ပြောနေတယ်လို့ထင်တာလေအဲ့ဒါနဲ့တောင်းတယ်သူကမယမကတောင်းတယ်နော်တောင်းတော့ဟိုကလည်းပေးတာပေါ့ဗျာအဲ့ဒီလူကကံကုံကနီးအဲ့လိုဖြစ်တဲ့နော်အဲ့ဒါသူ့ကိုယော့လို့လည်းပေးလိုက်ရောသူကောင်းမို့ကိုတန့်ရောက်လာတယ်အဲ့ဒီပုံစံကြီးသူတန့်ဖြစ်သွားတယ် အဲ့ဒီကြတော့မှသင်သုံးချက်ကြီးမှသူသိတယ်ငိုတော့တာပဲအဲ့ဒီကြမှာနော်ဒါကြောင့်ဦးဇင်းတို့ဗမာစကားပုံလေးရှိတယ်လေငရေပန်းကိုရွှေပန်းထင်းဆိုတာအဲ့ဒါကိုပြောတာဟုတ်လားတကယ်စင်စစ်ကငရေပန်းသို့တော်လည်းပဲအကုသိုလ်ကံတွေကလှည့်စမ်းတော့ရွှေပန်းထင်းတာဟုတ်လားအဲ့ဒီမှာ तू ယုံထွက်မယ်ဆိုတော့ထွက်လို့ရသေးလားမရတော့ဘူးရင်နှောတဲ့ဇာကလည်းဖြစ်ရှိသွားပြီအဲ့ဒီမှာသွေးတွေစီးကြပြီးတော့ तू အမြဲတမ်းငိုတယ်တဲ့ အဲ့ဒါကိုမြတ်စွာဘုရားကတရှင်းပြန်ပြောတာကအဲ့ဒီဘဝတုန်းကမြတ်စွာဘုရားကရုပ်ကစိုးနဲ့မင်းတစ်ပါးဖြစ်တယ်။အဲ့ဒါသူကတကူးကြီးတဲ့နဲ့ဖြစ်တော့လှဲ့လေရင်းနဲ့အဲ့ဒီဥတ္တရငရဲကိုရောက်တာ။ရောက်တော့အဲ့ဒီမိတ္တဝိလကနဲ့တွေ့တာ။တွေ့တဲ့အခါကျတော့နမင်းနဲ့ကျုပ်မယ်ဘလူဟာတွေလှုပ်ခဲ့လို့ဓာကြီးရနေတာလေလို့သူမေးတာ။မေးတော့မင်းမအေကိုစော်ကားခဲ့လို့အဲ့ဒါကြီးရတာ။အဲ့လိုပြောတာ။ ဘယ်တော့လွတ်မှာလဲဆိုတော့ဒါကတော့မင်းကံရှိသလောက်ခံရလိမ့်မယ်အဲ့ဒီတုန်းကအဲ့ဒါမြတ်စွာဘုရားရဲ့အတွေ့အကြုံပေါ့နော်အဲ့ဒါကိုဘုရားဖြစ်တော့ပြန်ပြီးတော့ပြောပြတာจิตသားယဟန်မင်းဆိုဆုံးမှခက်တဲ့အဖြစ်မျိုးမှာရေရှည်ရက်တီမနေနဲ့မင်းဒုက္ခရောက်လိမ့်မယ်အရင်တုန်းကမင်းပြောစကားနားမထောင်ခဲ့လို့မင်းဒုက္ခရောက်ခဲ့ပြီမင်းအဲ့ဒီတုန်းကမိုက်နောင်တရနေနဲ့အချိန်ကြာမြင့်စွာငိုကြွေးခဲ့ရဘူးတယ်ဆိုပြီးတော့ အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီဇတ်တော်လေးကိုဟောတယ်။ဒါကဥစဉ်တို့နောင်တတရားတွေထဲမှာကြီးမားတဲ့နောင်တရစီတတ်တဲ့အကြောင်းပေါ့ဟုတ်လား။အေးဒါကြောင့်အရေးကြီးတာလေးတွေကိုလူငယ်လေးတွေအတွက်ဥစဉ်တို့ရည်ရွယ်ပြီးတော့ပြောပါတယ်နော်။မိဘနဲ့ပတ်သက်ပြီးတော့မတိမ်းမာစေနဲ့မစောင်းမာစေနဲ့ဘာဖြစ်လို့လဲ။မိဘဆိုတာကိုယ်အတွေ့တာမန်လူမဟုတ်ဘူး။သူများအတွေ့တော့တာမန်လူပေါ့နော်။ဒါပေမဲ့ကိုယ်မိဘဟာကိုယ်အတွေ့တော့တာမန်လူမဟုတ်ဘူး။သူများနဲ့တန်းတူထားပြီးတော့ဆက်ဆံလို့မရဘူး။ဘာဖြစ်လို့လဲ။ ကိုပေါ်မှာမေတ္တာကြည်လွန်လို့